ဟယ်လိုအားလုံးမင်္ဂလာပါဘိုးဘမချင်းကနေကြိုဆိုပါရစေချန်ပီယံလိဆက်ရောက်တင်ဆင်ရပွဲကောင်းနေတဲ့ကတပွဲဖြစ်တဲ့ PSG နဲ့ Liverpool တင်းတို့ရဲ့ပွဲစဉ်တွေကပွဲကြုံ၃၀ချက်ပေါ့ဗျာဆိုတော့ဒီမှာဆိုလို့ရှင်တော့ PSG အိမ်ဝင်းမှာရှင်ပိုင်ကစားပါမယ်တောက်လျှောက်ဆိုသလိုပြည်တွင်းရောပြည်ပရောခြေစွမ်းကောင်းနေပြနေတဲ့ Liverpool တင်းနဲ့နောက်ပိုင်းမှာတအားပြန်ကောင်းလာတဲ့ PSG တို့ထိတ်တိုက်တွေးကြမယ်ပွဲပါညီကတို့အနေနဲ့ရောဒီပွဲမှာဘယ်အသင်းကနောက်တစ်ဆင့်ကိုတက်သွားနိုင်မယ်ထင်ကြလဲဆွေးနွေးကြပါအောင်ဆိုတော့ ပီအက်ဂျီကြောင့်စပြောရရင်ပီအက်ဂျီကတော့ဒီအဆင့်ကိုဗောနော်သူတို့ဒီဘယ်လိုမှမလို့စောစောစီးစီးချန်ပီယံစ်လိဂ်ကနေထွက်ရကန်နီးကနေပြီးတော့ဒီဆင့်ထိရောက်လာတာချန်ပီယံစ်လိဂ်ရဲ့ကျွန်တော်တို့ဒီအုပ်စုပွဲစဉ်၈ပွဲကစားကြတဲ့အနေထားမှာတော်တော်ကိုခြေစွမ်းကတိုင်ပတ်ခဲ့တာဒါပေမဲ့နောက်ဆုံး၃ပွဲဆက်တိုက်နိုင်တယ်အဲ့ဒီတွေကတပွဲမှာဆိုလို့ရင်မန်ချက်စတာစီးတီးကို၄ကို၂ကိုဆိုတဲ့ရလနဲ့ပြည့်ပြတ်တတ်တာနိုင်ခဲ့တဲ့ပွဲစဉ်တော့ပါတယ်အဲ့ဒါနဲ့သူတို့ကအချိန်ပြင်းကောင်းလာပြီးတော့ ပလေးအော့ဖ်တဲကိုသူတို့ဝင်နိုင်ခဲ့တာဆိုတော့ပလေးအော့ဖ်မှာဆိုလို့ရှိရင်တော့သူတို့ရဲ့ပြည်တွင်းပြိုင်ဘက်ဖြစ်တဲ့ Brass ကိုနှစ်ကျော်ပေါင်း10ကိုဂိုးမရှိဆိုတဲ့ရလနဲ့ပြက်ပြက်တတနိုင်ပြီးတော့တက်တက်တတတည်တယ်မလားဘာမှသိပင်ပန်းစရာမလိုဘဲနဲ့ဒီအဆင့်ကိုကျွန်တော်ရောက်လာတာဗျာဆိုတော့ဟိုပထမကြော့မှာဆိုလို့ရှိရင်အဝေးကွင်းမှာသူတို့3စီးနဲ့9နဲ့အိမ်ကွင်းမှာ 7C ဆိုတဲ့ရလနဲ့ကျွန်တော်နိုင်ပြီးတော့ဒီထိတက်လာတာလေဘောက်တင်းရဲ့ဘက်ကတော့ဒါဘယ်လိုပြောမလို့အဆင့်1ပေါ့နော်အဆင့်1နဲ့သူတို့တွေဒီ ဟိုဟာဖြစ်ခဲ့တဲ့အုပ်စုပွဲစဉ်ရက်တည်နိုင်ခဲ့တဲ့အတွက်သူတို့ဒါဒီစင်ဒီ AACC ဘာ playoff မှကန်စရာမလိုဘဲနဲ့ညော့တက်လာပြီးတော့ PSG နဲ့ကျွန်တော်တို့တွေ့တယ်ဆိုတော့နှစ်သင်းစလုံးရဲ့အခြေအနေတွေကိုကျွန်တော်ပြောကြည့်ရအောင်ပါဆိုတော့ဒဏ်ရာပြဿနာတွေကိုကျွန်တော်တို့စပြီးတော့ပြောရရင်ဒဏ်ရာပြဿနာတွေကိုစပြောရရင်ကျွန်တော်တို့ဒီ Liverpool sorry ပါလေဒီ PSG ရဲ့ဘက်မှာတော့တိတ်ပြီးတော့ဒီတိတ်ပြီးတော့ concern ဖြစ်စရာတွေမရှိဘူးဗျအစိတ်ပူစရာတွေမရှိဘူးเนาะဟိုပွဲပွဲထွက်လူစဉ်၁၁ရက်အထဲမှာဆိုလို့ရှိရင်ဒါ Kvara တို့ပြန်ပြီးတော့ပါလာဖို့ကျွန်တော်ရှိတယ် ်နောက်တက်မှာဆိုလို့ရှိရင်လည်းမာကွင်ဟိုးစ်เนาะကျွန်တော်တို့ဒါတွဲဖို့အတွက်မာကွင်ဟိုးစ်နဲ့တွဲဖို့အတွက်ဝီလျံပါချိုတို့ပြန်ပါနိုင်မှုရှိပြီးတော့ဗီတင်ညာတို့လည်းပြန်ပြီးတော့ကျွန်တော်တို့ပါနိုင်တော့မယ်ဆိုတော့ဒီနောက်ခံလူဖြစ်တဲ့အဓိကနောက်ခံလူဖြစ်တဲ့မာကွင်ဟိုးစ်ကတော့သူ့ရဲ့ PSG ပွဲအတွက် PSG အတွက်တည်တံ့ထင်ပါတယ်ချန်ပီယံစ်လိပွဲတရာပြည့်မြက်ပွဲပါဒါဟာသူတို့အတွက်တော်တော်ကိုကောင်းတဲ့ milestone ဖြစ်တယ်ဆိုတော့ဒီပွဲမှာသူရလက်မကောင်းမဲတော့ဖြစ်ချင်မှာတော့ကျွန်တော်မဟုတ်ဘူးပေါ့နော်ဆိုတော့ ဒါပါပဲလေပါဦးတင်ရဲ့ဘက်ကအပါ sorry ပါပါလေဒီ PSG ရဲ့ဘက်ကအကုန်နီးပါးပြန်ပါဖို့ကျွန်တော်ရှိတယ်လေပါဦးဘက်ကိုကြည့်ရင်လေပါဦးတင်ရဲ့ဘက်မှာထပ်ပါတော့လူငယ်ကစားမလေးဖြစ်တဲ့ဒါ Bradley တို့ကျွန်တော်ဒါပါဖို့အတွက် corner Bradley လို့ပါဖို့မရှိဘူး Joe Gomez တို့ပါဖို့ကျွန်တော်မရှိဘူးเนาะဒါပဲကျန်တာထူးထူးခြားခြားကြီးမရှိဘူးဆိုတော့ခါနှစ်သင်းစလုံးကတော့လူစုံတက်စုံနဲ့ဒီပွဲကိုရှင်နိုင်မဲ့အခြေအနေမျိုးပါ PSG ဘက်ကိုကျွန်တော်တို့ကြည့်ကြည့်ရရင် Donnarumma ကျွန်တော်အနေနဲ့ဒီနီးပြเนาะ Luis Enrique ရဲ့လက်အောက်မှာပြန်ပြီးတော့ပုံစံကောင်းလေးတွေပြန်ရနေတယ် နောက်ပြီးလို့ရှိရင်နောက်တန်းလေးယောက်နေရာမှာဆိုကြရင်ဟာကီမီရှိမယ်ဝီလျံပါချိုရှိမယ်ကျလို့ရှိရင်မာကွင်ဟိုးစ်နဲ့နူနူမန်ဒက်စ်တို့ကျွန်တော်ရှိပြီးတော့ကွင်းလယ်မှာဆိုလို့ရှိရင်ယောင်နီးဘက်တအားကိုကောင်းနေပါတယ်ဒီကောင်လေးရတအားကိုကောင်းနေတယ်ပြီးလို့ရှိရင်ဗီတင်ညာကျွန်တော်ရှိမယ်ပြီးလို့ရှိရင်ဖာဘီယန်ရူဝစ်၃ယောက်ကျွန်တော်ရှိမယ်နောက်ဆိုတော့ဒီကစားမားလေး၃ယောက်ကတော်တော်ကိုကောင်းနေတာဒါပြင်တိုက်စစ်မှာဆိုလို့ရှိရင်လည်းဒမ်ဘီလီကတရာဒီမှာတအားခြေစွမ်းပြနေတာ လို့ချင်းကဗာတာနဲ့ဘက်တရီပါတီဘာလေးဘာကူလာတို့ကျွန်တော်ရှိတယ်ဗျာပြီးလို့ချင်းဒူဝေတို့လိုကစားမားတွေလေးကလည်းရှိသေးတယ်ဗျာလူငယ်လေးတွေဟမ်သူများတင်းရဲ့တိုက်စစ်တွေမြန်လုံးဝ option တွေအများကြီးပဲတော်တော်ကိုအချင်းချင်းကောင်းတာဆိုတော့ဒမ်ဘီလီကတခြားဂိုးတွေတွင်းနေပြီးတော့ကဗာတာလိုကစားမားမျိုးလေးခေါ်ရတာဖြစ်တယ်တွေ့ PSG ရဲ့တိုက်စစ်ကတော်တော်ကိုကျွန်တော်တို့ကြည့်ကောင်းမဲ့အနေထားမျိုးပါလီဗာပူးတင်းရဲ့ကောင်းပါတယ်ဆိုတဲ့နောက်တန်းကိုသူတို့ဘယ်လောက်ထိစမ်းသက်နိုင်မလဲပေါ့နော်ဆိုတော့လီဗာပူးဘက်ကိုကျွန်တော်တို့ကြည့်လည်းပဲအလီဆန်ပါမဲအာနိုကိုနာဒီဘန်ဒိုင်းနဲ့ရောဘတ်ဆန်သူတို့ရဲ့တာ ပုံမှန်ခန်းစစ်လျောက်ပဲပြန်ပါဖို့ရှိပြီးတော့ကွင်းလယ်ကလည်းဆူဘူတလိုင်းအလစ်စတာနဲ့ဂရီဗန်ဘတ်တို့ပဲပြန်ပါဖို့ရှိတဲ့အကောင်းဆုံးကွင်းလယ်ပါသူတို့ရဲ့တိုက်စစ်ကလည်းပဲဂက်ပိုလူးဝစ်ဒီယက်စ်နဲ့ပေါ့နော်မိုဟာမက်ဆာလာသူတို့ရဲ့အကောင်းဆုံးတိုက်စစ်ပါဆိုတော့နှစ်သင်းစလုံးကတော့လူစုံတက်စုံနဲ့ရှင်ပြိုင်ကစားကြမယ်ပွဲပါဒီပွဲကိုလည်းပေါ်ပေါ်မှတ်ချက်မှာကျွန်တော် watch round တို့ဘူးစီစဉ်ထားပါတယ်တခုရှိတာက လီဗာပူးစင်ဘိုင်ယန်ပွဲနဲ့သူတို့ကတိုက်နေတယ်ဆိုတော့လေပေါ့နော်ဘယ်ပွဲကြည့်ရမှမသိဘူးဖြစ်နေတယ်လီဗာပူးစင်ဘိုင်ယန်ကလည်းတကယ်ကြည့်ကောင်းပါဆိုတော့နော်ဟိုတပည့်ဝါစတောင်းနေပါ ਈ တော့မှအမ်းသွားဖို့အတွက်စဉ်းစားထားတယ်ဆရာသမားကြီးနော်ဆိုတော့ဒီပွဲကတော်တော်ကိုကြည့်ကောင်းမဲ့ပွဲမှုပါဆိုတော့အဲဒါ injury ပြဿနာနဲ့ဒါပွဲထွက်လူစင်ဖြစ်နိုင်ကြည်ဒီပေါ့နော်နောက်ဆုံးပွဲစဉ်6ပွဲ PSG ရဲ့နောက်ဆုံးပွဲစဉ်6ပွဲကိုကျွန်တော်ကြည့်ရင်9ပွဲ ठी သူတို့နိုင်ထားတယ်ဒါ Champions League ပေါ့နော် Champions League နောက်ဆုံး6ပွဲမှာ9ပွဲနိုင်ထားတယ်တပွဲရှုံးထားပါတယ် အဲ့တော့ပြိုင်ပွဲဆိုနောက်ဆုံး6ပွဲမှာ6ပွဲစလုံးနိုင်ထားတယ် PSG ကဆိုတော့လေဘာဝူးတင်းရဲ့ဒီ Champions League နောက်ဆုံး6ပွဲကိုကျွန်တော်တို့ကြည့်ရင်9ပွဲနိုင်ထားပြီးတော့နောက်ဆုံးတစ်ပွဲရှုံးထားပါတယ်နောက်ဆုံးတစ်ပွဲရှုံးထားပါတယ်အဲ့ဒါကတော့ကျွန်တော်တို့သိတဲ့အတိုင်းပဲနောက်သူတို့ကလုံးဝတက်သွားပြီးအဆင့်တက်လေဖြစ်သွားပြီးဆိုတော့ဘာမှမလူတော့ကစားမဆင်းနေအကုန်အပြောင်းလဲလုပ်ပြီးတော့၃ခေလို့သူတို့ရှုံးသွားတာပါတော့ပြိုင်ပွဲဆိုနောက်ဆုံး6ပွဲကိုကျွန်တော်တို့ကြည့်ရင်ကျွန်တော်၃ပွဲနိုင်ထားပြီးတော့၂ပွဲတည်ကြထားတယ်၁ပွဲရှုံးထားပါတယ်ဆိုတော့လီဗာပူးအသင်းအနေနဲ့ နော်အဲ့ဒီဟာကိုသွားပြီးတော့ကြည့်လို့မရဘူးတချို့ပြိုင်ပွဲတွေက FA Plus လို့ပါတော့ဗျာဘာလို့မှာတော့ဟုတ်တယ်မလားနော်တချို့ကြတော့လေနောက်တစ်ဆင့်တက်ပြီးသားဖြစ်တဲ့အတွက်သူတို့တွေဒါလူစုံထုတ်မတုံးခဲ့တဲ့ပွဲတွေဆိုတော့ PSG ရဲ့အိမ်ဝင်ကိုသွားကစားမယ့်ပွဲမှာ PSG ရဲ့နောက်တန်းကို Liverpool တိုက်စစ်ကတော့စိတ်မခွန်နိုင်တရတော့မရှိဘူး Liverpool တင်းရဲ့ Sala ကတလုံးရတလုံးဆိုလို့တွင်းပြနေတဲ့ကစားမမျိုးနော် Louis Diaz လောက်ပဲတိတ်ပြီးတော့ပုံမှန်ခြေသွင်းမရတာနော်ဒီ Cody Gakpo တို့ဘာလို့တအားကောင်းနေလဲ Subotlan တို့ရဲ့ Warrate တွေတအားကောင်းနေတယ် Alistair နဲ့ Graham Bach တို့ရဲ့ ဒီအတွဲကလည်းတော်တော်အချင်းကြီးကောင်းနေတယ်ဆိုတော့လေပါဦးသိန်းက PSG ကိုဒုက္ခမပေးနိုင်စေရတော့ကျွန်တော်တို့မရှိဘူးတခုပဲကျွန်တော်တို့ဒီ PSG နဲ့ပတ်သက်လို့ပေါ့နော် PSG ရဲ့အဓိကကျွန်တော်အနေနဲ့ဒီပြည်ပေါင်းတော့အာယုံဆိုင်စရာဒီ Champions League ပဲကံမကောင်းစွာနဲ့ဒီဘက်ချမ်းက Champions League Final ကိုတက်ချင်တဲ့အသင်းတွေကတော့တော်တော်ကိုခက်ခက်ခဲခဲကြုံအောင်ပါဘာလို့လဲဆိုတော့ဒီ PSG တွက်ကလည်း challenging ဖြစ်တယ်ဗျာထားပါတော့သူတို့ Champions League မှာဆိုလို့ချင်းအုပ်စုပွဲစဉ်၈ပွဲကစားကြတဲ့နေရာမှာသူတို့ထင်တဲ့လောက်ထိမကောင်းခဲ့ဘူး နောက်ဆုံးခုနကပြောလို့နောက်ဆုံး၃ပွဲစတိုက်သူပြန်နိုင်ပြီးမှဒီလိုအခြေအနေမျိုးကိုကျွန်တော်ရောက်လာတာเนาะရောက်လာပြီးတော့ဟိုဟို playoff ပြီးတော့ AACC လဲတွေ့မယ်လေကျွန်တော်လေဘာဦးနဲ့တွေ့တာပဲလေဘာဦးနဲ့တွေ့တာပဲတော်တော်ကိုခိုင်းအောင်မဲ့ပြိုင်ဘက်ပါအထူးသဖြင့်တို့အိမ်ကွင်းမှာသာအနိုင်မယူနိုင်ရင်လေဘာဦးတင်းကွင်းမှာတို့တရေရဖို့တောင်မှခိုင်းလုံးနဲ့တရေရဖို့တောင်ခိုင်းလုံးနဲ့ဆိုတော့ဟိုကောင်းပါတယ်ဆိုတော့ PSG ရဲ့တိုက်စီကိုလေဘာဦးတင်းခံစေကကောင်းကောင်းတားနိုင်စွမ်းရှိတယ် နော်ဂိုးသမားကလည်း Alison Park ကပြတည်လားဆိုတော့ဂိုးသမားကလည်းကျွန်တော်ကြည့်ရမယ်နော် Alison Park ကနဲ့ Donnarumma တို့အားပြိုင်မယ်ပွဲပဲ Donnarumma က goalkeeping မှာဘာမှပြောစရာမလိုဒါပေမဲ့လို့ distribution possibility ဘာပါညင်မှာတတော်ကိုစိုးတာတတော်ကိုစိုးတာတတော်ကိုစိုးတာဆိုတော့ Liverpool တင်းရဲ့ဒီ pressing ကောင်းကောင်းနဲ့တွားမယ်ဆိုရင်တော့ PSG မလွယ်ဘူးဒါပေမဲ့လို့ PSG တင်းရဲ့ကွင်းလေကစားသမားတွေရဲ့ဘောလုံးထိမ့်သိမ်းနိုင်ပုံကိုကျွန်တော်ကြည့်ရင် Liverpool တင်းရဲ့ဘက်က high pressing တွားလိမ့်မယ်လို့ကျွန်တော်မထင်ဘူး ပြီးလို့ရှိရင်အာနီစလော့ကတအားတော်တဲ့တဲမှာတခုကဗားလဲဆိုတော့ပြိုင်ဘက်ရဲ့အားသာချက်အားနေချက်ပုံမှာကျွန်တော်ကြည့်ပြီးတော့သူ့ကစားမားတွေကို adapt လုပ်နိုင်စွမ်းရှိတယ်သူ့နီးစနစ်တွေကို adapt လုပ်နိုင်စွမ်းရှိတယ် pressing လုပ်ရမယ့်အတင်းဆိုရင် pressing လုပ်တယ် pressing လုပ်ဖို့မလိုတဲ့ပွဲဆိုလို့ရှိရင် pressing မလုပ်ဘူး Manchester City နဲ့ပွဲကိုကျွန်တော်ကြည့်ကြည့်ယာဂင်ကလော့တို့ကလည်းမတူတော့ဘူးနော်ယာဂင်ကလော့တို့ကလည်းမတူတော့ဘူးလေဘောက် City နဲ့ပွဲတော့ကဆိုလို့ရှိရင်သူတို့အနေနဲ့ပေါ့နော်424เนาะဒါ424 out of position ပဲဖြစ်ဖြစ်442 out of position ပဲဖြစ်ဖြစ်သုံးသွားတာကြီးကျွန်တော်ကြည့်ရင် နောက်ပြီးလို့ရှိရင်မေဘလောလောက်ပဲကစားသွားတာတွေကိုကျွန်တော်ကြည့်ရင်လေဘာဦးသိန်းဟာပြိုင်ဘက်ပေါ်မှာမူတည်ပြီးတော့ဘလောက်ထိနီးစနစ်ပိုင်းရ adapt လုပ်နိုင်စွမ်းရှိတယ်လဲဆိုတာကိုတွေ့နိုင်တယ်။ဆာလာတို့ကလည်းအဲ့လိုမျိုးဆိုလို့ရှိရင်ကောင်းကောင်းသဘောပေါက်တယ်။ပြီးလို့ရှိရင်တန်ပြန်ဆိုဘယ်လိုသွားရမလဲ။ imposition ဆိုဘယ်လိုကစားရမလဲ။ဒါရီဟာတတော်ကိုလေဘာဦးသိန်းရဲ့ဘက်ကပြောင်းလဲနိုင်စွမ်းရှိတာ။ PSG မှာကပို့ပြီးတော့သူတို့အနေနဲ့ပေါ့နော်ကောင်းတာတွေကဘာလဲဆိုတော့ဒီကွင်းလေကခုနကကျွန်တော်ပြောသလိုပဲကွင်းလေကစားမှတွေကမိကြိုက်တဲ့လောက် pressing ပေးပြသည်လား။အအနေသုံးတော့မင်းအဲ့ ကောင်းကောင်းပြီး pressing ပြီးနိုင်ပါတယ်ဆိုရဲပြိုင်ဘက်ရဲ့ကွင်းလေကိုဒီကောင်လေးကမြေအသာစီးယူနိုင်စွမ်းရှိတယ်။ဂျောင်းနီးဘက်တို့ဆိုလို့ရှိရင်ဂျူဝဲဝင်းနေမိုင်းနေမှာတအားကောင်းတယ်။ imposition နေမှာလည်းတအားကောင်းတယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ VT ညာတို့ဆိုလို့ရှိရင်တောင်းတောင်းဘောလုံးပြတ်တဲ့တဲ့မှာမပါဘူး။ press resistant တအားကောင်းတဲ့တဲ့မှာပါတယ်။ Fabian Ruiz ဆိုလို့ရှိရင် physical ability ကောင်းပြီးတော့ဗျာတိုက်စစ်ကို forward passing နေမှာဆိုလို့ရှိရင်တော်တော်ကောင်းတဲ့တဲ့မှာကျွန်တော်ပါတာ။ တော့တိုက်စစ်၃ယောက်ကိုကျွန်တော်တို့ကြည့်တော့လေ individual brilliance player တွေเนาะပြီးလို့ရှိရင်ဗာလဲအဲဗာလဲ Usman Dembele ဆိုလို့ရှိရင် DRD မှာတော်တော်ကိုကောင်းနေတာ injury prone နဲ့ပေါ့နော် Barcelona မှာတော်တော်တိုင်ပတ်ခဲ့တဲ့မြတ် PSG ရှေ့ရာသီတွေမှာတော်တော်တိုင်ပတ်ခဲ့တဲ့မြတ်ဒေါ်မွန်ကပေါ့နော်ကျွန်တော်ပုံစံတွေကိုပြန်ရဖို့လက်ရှိ PSG မှာမြင်နေရတာတော်တော်ကောင်းတဲ့ရာသီကိုသူပိုင်ဆိုင်နေတယ် right wing ပဲကစားကစားเนาะတိုက်စစ်မှုနေရာပဲကစားကစားပြီးရင် Bradley Barcola ဆိုတဲ့ကောင်လေးကလည်း right wing က left wing ကတော်တော်အချင်းကြီးကောင်းပြီးတော့ Cavara ဆိုလို့ရှိရင်လည်း တူရီချာပြောစရာလိုမယ်မထင်ဘူးဗျလေဘာဦးသိန်းတို့ဘာလို့လဲရှင်မြိုင်ဘူးတဲ့ဒီကောင်လေဆိုတော့ဗောနော်တခုပဲရှိတယ်ပြည်ကြီးတွေက MV Queen ကိုသွားမကစားခင်အိမ်ဝင်းမှာအနိုင်ရလဲပုံပေါ်ထားမှရမယ်ဒါပဲ MV Queen ရရင်မဲတရီတောင်ရဖို့မလွယ်ဘူးဗျာဒီလားတရီကိုရဖို့မလွယ်ဘူးလေဘာဦးသိန်းက DRD မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီလက်ရှိ MV မှာကစားတဲ့ပွဲတွေမှာဒီ Champion League အုပ်စုပွဲတွေမှာဆို Real တွေဘာတွေပဲဒီကောင်လေတိတ်ထားတာဟုတ်တယ်မလားဆိုတော့မလွယ်ဘူးဗောနော်မလွယ်ဘူး လေဘောက်ကူစင်ရမာလေးလက်ဒီကောင်နဲ့ဂိုးပြက်တွေကျွန်တော်တိတ်ထားတာဆိုတော့ PSG တွေတခုပဲရှိတယ်မင်းတို့ chance ကတခါပဲရမယ်အဲ့ဒါမင်းတို့ queen မှာကစားတဲ့ပွဲမှာမင်းတို့နိုင်အောင်ကစားနိုင်မလားလေဘောက်ဦးသိန်းရဲ့ဘက်ကဒီပွဲမှာဒီကောင်တွေကိုတည်ရီကစားပြီးတော့เนาะ mid block ပါညာကစားရင်းနဲ့တည်ရီလောက်ပဲကစားပြီးတော့အိမ်ငွင့်ကြိုင်ဒီကောင်နဲ့ဒီမှာအေးအိုက်ကြိုင် PSG ဘာမှလုံနိုင်မှာမဟုတ်ဘူးဆိုတော့ PSG အတွက်နောက်တစ်ခုရှိတာကသူတို့ပြည်တွင်းအောင်မြင်မှုကိုမင်းဘယ်ကောင်မှစိတ်ဝင်စားဘူး ဒီလားပြည်တွင်းအောင်မြင်မှုကိုဘယ်သူမှစိတ်မဝင်စားဘူးဘာလို့လဲဆိုတော့ပြည်တွင်းကပြည်ကြီးကဗျာနီးပြမပါပဲကန်တော်မှာဖလားရနိုင်မယ့်အသင်းမျိုးဆိုတော့ဥရောပပြိုင်ပွဲတွေမှာမင်းတကယ်အရန် favorite ဖြစ်နေပါတယ်ဆိုတဲ့အသင်းတွေကိုမင်း knock out လုပ်နိုင်နေသလိုရှိရင်တော်တော်ကြီးကိုကျွန်တော်တို့ကဥရောပပြိုင်ပွဲတွေကမင်းတလီလီစားဖြစ်လာမှာဆိုတော့ Louis Henry Gay နဲ့ DR ဒီတောက်လျှောက်သူတို့ကောင်းနေတဲ့ပြည်ကြီးတွေလေဘာဦးသင်းကိုအိမ်ဝင်းမှာအနံ့ရအောင်ဆွမ်းဆောင်နိုင်မှုကလိုပါတယ်ကျွန်တော်ကတော့ဒီပွဲမှာ ဟိုလီဗာပူးတင်းတာပေါ့နော်ပြိုင်ဘက်ရဲ့အာနေဂျာအားတော်ကြီးကောင်းကောင်းသုံးချနိုင်နေဆိုလို့ချင်းအနေဆုံးတည်ရရလိမ့်မယ်လို့ကျွန်တော်ထင်တယ်လီဗာပူး PSG မလွဲပါဘူးဆိုတော့ဟိုဘာမှပုံသေးပြောလို့မရတဲ့အခြေအနေမျိုးမှာအင်ရှင်ဖြစ်တဲ့ PSG နေနဲ့အနိုင်ရောက်ဆွမ်းဆောင်နိုင်မလားညီကတို့အနေနဲ့ရောဘယ်အသင်းကဘယ်လိုရတဲ့တွေထွက်ပေါ်လာမယ်ထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်တင်များကြီးပါတယ်